ြီးထွက်လေဝင်လေလေးကိုမှတ်ပြီးတော့ကမ္မထာနှလုံးသွင်းတယ်ဆိုပါစို့။ဘာနဲ့နှလုံးသွင်းနေတာလဲလို့စဉ်းကျင်စဉ်းစားကြည့်လိုက်။ထွက်လေဝင်လေလေးနှလုံးသွင်းတော့မယ်ဆိုတဲ့အခါမှာရှေးဦးစွာဘာလောက်ကိုချင်းသီလစောက်တည်လိုက်တယ်။တမ္မဝါစာတမ္မကမ္မတတမ္မအာဇီဝဆိုတဲ့သုံးခုကိစ္စပြီးသွား။哦တီလာရဲ့အင်အားတွေကိုယူလိုက်တဲ့အခါမှာစိတ်ကပို့ပြီးတော့အတက်လာ တီလာကိုအာရုံပြုလိုက်တဲ့အခါမဟုတ်တာမလုပ်သည့်အတွက်ကြောင့်စိတ်အားတွေပိုတက်လာအဲ့ဒီအချိန်မှာထွက်လီဝင်လီလေးပေါ်မှာတတိထားတာကတမ္မာတတိအဲ့ဒီလိုတတိထားဖို့ကြိုးစားနေတာကတမ္မာဝါယာမထွက်လီဝင်လီလေးပေါ်မှာစိတ်ကလေးတည်ငြိမ်သွားတာတမ္မာတမာတိအဲ့ဒီထွက်လီဝင်လီလေးရဲ့တဘာဝကိုစဉ်းကျင်စဉ်းစားတာကတမ္မာသင်္ကပ္ပအမှန်တိလိုက်တာကတမ္မာဒိဋ္ဌိလို့ဆိုတယ် ။အော်ဒါနဲ့အလုံးလုံးတာပဲလေ။အဲ့ဒါလို့အလုံးလုံးတာကိုပဲနိဗ္ဗာန်သွားနေတယ်လို့ဒီလိုဆိုတာ။တခြားနေနဲ့သွားတာမဟုတ်ဘူး။မိမိအလုံးလုံးနေခြင်းဒီပင်နေဒီတဘာဝတရားတွေမိမိတဏ္ဍာမှာဖြစ်အောင် လုံနေခြင်းဒီပင်နေနိဗ္ဗာန်သွားနေခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့လို့ဒီတမာဒိဋ္ဌိစတဲ့ဒီရှိခုကိုမက္ခလို့ခေါ်တယ်။မက္ခဆိုတာလမ်းပဲ။ဒီလမ်းကဖယ်သွားတဲ့လမ်းလဲဆိုနိဗ္ဗာန်ကိုပို့တဲ့လမ်း။ နိဗ္ဗာန်ကိုဥတီဖောက်ထားတဲ့လမ်းပေါ့ဒီလမ်းကြောင်းတိုင်းသွားရင်နိဗ္ဗာန်ကိုရောက်တယ်ဒါဖြင့်ဒီမက္ခဆိုတာဘယ်လိုလုပ်ပြီးတော့သူကနိဗ္ဗာန်ကို တွေ့မလဲလို့ဆိုတော့ဒီတရားတွေကပဲနိဗ္ဗာန်ကိုရှာပေးတာဒါကြောင့်မို့မက္ကတိနိဗ္ဗာန်ခဝေတတိတိမက္ခောနိဗ္ဗာန်ကိုရှာပေးတာလို့ဒီတမဒိဋ္ဌိစသည်ကပဲနိဗ္ဗာန်ကိုတွေ့အောင်ရှာပေးတာ ဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်ကိုတွေ့သွားတာတုံးလို့မေးလို့ရှိရင်ကိလေသာမာရင်တော့နိဗ္ဗာန်ခိစတိတိမခေါ်တဲ့မဆိုတာကိလေသာတွေကိုဖျက်ဆီးခြင်းခဆိုတာနိဗ္ဗာန်နဲ့ရောက်အောင်ပို့ပေးခြင်းဆိုတာအဲ့ဒီနှစ်ခုပဲတစ်ဖက်ကရှင်းလိုက်တယ်ရှင်းထုတ်လိုက်တယ်ရှင်းထုတ်လိုက်ပြီးတော့တစ်ဖက်ကငြင်းညာနဲ့ဆင့်ကိုပို့ပေးလိုက်တယ်အဲ့ဒီနီးနဲ့အလုံးတစ်ခုကိုလှုပ်လိုက်တာဘာလို့လှုပ်တော့ဆိုရင်ဒီမက်ဂင်ရှစ်ပါးပဲလှုပ်တာပဲဖြစ်တယ်ပေါ့ ေးဘုရားရဲ့ခုံကိုအခြေခံပြီးတော့အခုလိုမဂ္ဂင်ရှိပါကျင့်စဉ်ကိုကျင့်ဖို့ကျင့်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတဲ့ဒီတန်တရားဝဆင်းကလွတ်မြောက်ရာပူခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတဲ့ဘဝကန္တာရခရီးခဲကြီးကလွတ်မြောက်ရာဒါကိုလည်းပဲမြတ်စွာဘုရားကသွန်သင်ပြသဆုံးမတော်မူတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမတွေဟာအမြဲတမ်းပြည့်စုံနေ တခြားဘယ်ဘာသာမှတလောက်ပြည့်စုံတာမရှိဘူးဒီဘဝချမ်းသာခြင်းရင်လည်းပဲချမ်းသာတဲ့နိလန်းနေပေးတယ်နောက်ဘဝချမ်းသာခြင်းနဲ့ဆိုရင်လည်းချမ်းသာတဲ့နိလန်းနေပေးတယ်နောက်ဆုံးတန်တရာဝကလွတ်ဖို့ဆိုလည်းပဲလမ်းကြောင်းကြီးတစ်ခုလုံးကိုပေးထားတယ်တခြားဘာသာမှဒီလမ်းကြောင်းမျိုးတစ်ခုမှကို မရှိနိုင်ဘူးတဲ့ဒါကြောင့်မို့တို့တွေဟာတတ္ထာတွေဝမနုဿန္တာတကယ်ကို လူတွေရောနတ်တွေရောသရဝါတွေအားလုံး မိမိတို့ဆန္ဒအားလျော်စွာကောင်းရာဒုက္ခတိကောင်းရာအနေထားတစ်ခုကိုရရှိခြင်းနဲ့ဆိုရင်မြတ်စွာဘုရားဟာပြည့်ပြည့်စုံစုံဆုံးမသွန်သင် ပေးထားတာဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်တည်တာလင်တထာတိဝါမနုဿန္တံတကယ်နတ်တွေလူတွေအားလုံးရဲ့ဆရာဖြစ်ပါပေတယ်ဆိုတဲ့ဂုဏ်ကိုအာရုံပြုပြီးစိတ်ထဲမှာကြည်နူးလာနိုင်တယ်ပေါ့အဲ့ဒီတော့ကြည်နူးလာပြီဆိုတဲ့အခါကျတော့မှခုနကလိုဝိပဿနာဉာဏ်နဲ့ရှုစင်ញင်လိုက်မယ်ဆိုရင် ဘုရားနေတ္တိဘာဝနာကနေဝိပဿနာချင်းစဉ်တစ်ခုတက်ပြီးတော့မဲ့ဖို့နိဗ္ဗာန်ထီအောင်ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ဤစနစ်ကိုမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်ပါတယ်။အေးတရားချက်ခင်သူတော်စင်ပြိဋ္ဌာန်ပေါင်းတို့ဘုရားနေတ္တိဘာဝနာဆိုဒီမှာမြတ်စွာဘုရားရဲ့ခုံးတွေကိုအဖန်တလဲလဲဆင်ခြင်စဉ်းစားပြီးတော့သုံးသပ်ပြီးပီတိတွေဖြစ်နေအောင်ဒီနှလုံးသွင်းဆင်ခြင်နေခြင်းဟာကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တာမို့ဒီကုသိုလ်တရားရဲ့ တန်ဖိုးဟာအမတမကြီးမားလို့ဒီအချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအလွန်မြင့်မြတ်တဲ့မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခုံနေနဲ့မိမိတို့နေလဲရတဲ့အချိန်ဟာအမတမတန်ဖိုးရှိတဲ့အချိန်ဖြစ်လို့ဗုဒ္ဓနောတတိကမ္မထံကိုဒုရတွေချိုးပန်းအားထုတ်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်တည်း